အားလုံးခုနှစ်သားသူမိတ်ဆွေများအားလုံးမင်္ဂလာပါအခုဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့မိမိမြန်မာပွေးတက္ကရကိုခုနှစ်နဲ့စားလိုက်လို့လေးကျွင်းတဲ့သူတွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီလေးကျွင်းတွေအားလုံးဟာယောက်ျားလေးဆိုရင်အချက်ပြုတ်အင်မတန်မှကောင်းတယ်ကဘာကျော်စဖို့မှုတွေထဲမှာဒီမာဖို့လေးကျွင်းတွေများတယ်လို့အဆိုရှိပါတယ်เนาะချက်ပြုတ်ရေးရမှာမိဖို့ကြောင်ဝင်တတ်တဲ့ဇာတာပေါ့เนาะ မိမိအိမ်တော့မိမိယောက်ျားမားဖို့လေးချင်းဆိုရင်အချက်ပြုတ်တယ်ဟိုကသူတို့ချက်တဲ့ဟင်းကသူများတဲ့ပို့ပြီးတော့စားလို့ကောင်းတယ်တယ်မားဖို့လေးချင်းနေတော့အချက်ပြုတ်မှာယောက်ျားလေးဆိုရင်တော့ငငယ်ရွယ်နဲ့လည်းထိတ်ပြောင်းတတ်တယ်နော်သပင်းတွေကျွတ်တာသပင်းကျွတ်တဲ့ခါမှလည်းသူများတဲ့ပို့ကျွတ်တယ်ပြီးတော့သပင်းပြန်ပေါက်နှုံးနေတယ်ပေါ့နော်တချို့ကလည်းသပင်းတော့ကျွတ်တယ်ဒါပေမဲ့တော့ကျွတ်တဲ့လောက်ပြန်ပေါက်နေတော့မသိတာဘူးကျွတ်လို့ကျွတ်မှာအဲ့တော့မားဖို့လေးချင်းယောက်ျားလေးဆိုရင်သူတို့ဖြစ်ကျွန်တော်တငယ်ချင်းတွေထဲမှာဆိုရင် ဒါပြောင်ကြီးတွေများတယ်နော်ထိတ်ပြောင်တဲ့သူတွေနှစ်ဖူးပြောင်တဲ့သူတွေမဟာနှဖူးတွေပေါ့နော်အမဟာမဟာဘုလေးကျွန်းတွေများပါတယ်ယောက်ျားလေးတွေလည်းပါဆိုအဲ့တော့မိန်းကလေးတွေလည်းပါဆိုရင်ယောက်ျားကိုမိမိရဲ့လင်ကိုအရန်ချစ်အင်မတန်မှချစ်ပြီးတော့အဲတဝင်ရန်တူတဲ့အကျွန်းထဲမှာပါတယ်မဟာဘုလေးကျွန်းတွေမိန်းကလေးတွေအနေနဲ့ဟာမိမိလင်ယောက်ျားပေါ်မှာမိမိချစ်သူပေါ်မှာသူများတွေတက်ကိုပို့ပြီးတော့တဝင်တူတဲ့ပါတယ်အဲ့ဒီတဝင်တူတဲ့မှုကမိမိ အိမ်အောင်ပဲเนาะအမျိုးသမီးဖြစ်မဲ့ဆိုရင်လေးချင်းအမျိုးသမီးပေါ့เนาะလေးချင်းအမျိုးသမီးကိုယူထားမယ်ဆိုရင်ကိုယ့်ရဲ့အိမ်အောင်ဘက်ကအိမ်မထမတဝင်းတူပါလိမ့်မယ်သူတို့ကတဝင်းတုံမှုကဘယ်အချိန်မှရော့ကြသွားမယ်ဆိုရင်ခလေး၂ယောက်၃ယောက်မွေးပြီးတော့မှပဲရော့ကြသွားမှာဖြစ်ပါတယ်အဲ့ဒီမဟာဘုလေးချင်းနေနေနဲ့ကစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ရင်ဘယ်အလုပ်ကိုပဲလုပ်လို့သူတို့ကအားရတယ်ကျင်တတ်တယ်လို့မရှိပါဘူး နော်အဲ့တော့အလုံမျိုးမျိုးကြောင်းရွှေလောက်ကိုင်းတတ်တယ်နော်ပတ်စံဒီလောက်ကပတ်စံနေတယ်ထိုဟိုလောက်ကပတ်စံပူများတယ်ဆိုပြီးအလုံတွေမကြာခဏကြောင်းရွှေလောက်ကိုင်းတတ်တယ်နော်ငါးပွဲရာငါးစားချသလိုဆိုသလိုမျိုးလောက်ကိုင်းဆောင်ရွက်တတ်တယ်ဇာတာတွေထဲမှာပါပါတယ်အဲ့တော့တို့ရဲ့ကောင်းတဲ့ချက်တွေကတော့ဘယ်ပညာအောင်မဆိုအတင်လွယ်တက်လွယ်တွေတက်လွယ်တဲ့သူတွေဖြစ်ပါတယ်တင်လွယ်တက်လွယ်တယ်ဒါပေမဲ့ तू ကဘဝမှာအတန့်အလျင်နဲ့ နီးစက်တဲ့အက်ဆီဒန့်နေကြုံတွေ့တတ်တယ်နော်ဘေးအန္တရာယ်တွေကြုံတွေ့တတ်တယ်ဥပမာကားမောက်တာတို့ဆိုင်ကယ်အက်ဆီဒန့်ဖြစ်တာတို့ရေနစ်တာတို့နော်အမြင့်မှကြတာတို့အဲ့လိုမျိုးတွေဘဝမှာအန္တရာယ်တွေကြုံတွေ့တတ်ပါတယ်အဲ့တော့လောဘကြီးတာတို့မာနာကြီးတာတို့ရှိခဲ့ရင်လောဘကြီးလို့မာနာကြီးလို့ရင်လုံးသမျှအလောက်ကင်တွေပျက်စီးတတ်ပါတယ်အဓိကထိရမှာလောဘရဲ့မာမာနာရဲ့ထိရမှာဖြစ်ပါတယ် အော်ဒီစာရာရှင်နေနေလေးကဘယ်အလောက်ကိုပဲလှုပ်လို့အပြိုင်ဆိုင်တိုက်ခံခက်ခဲတွေကြုံတွေ့ရတယ်ပါတယ်အဲ့လိုအပြိုင်ဆိုင်တိုက်ခံခက်ခဲတွေကြုံတွေ့လာရင်ကျိကျင်းတည်ပေါ်အေကံမုတ်ချအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့မြမမွေးတက်ကလေးက1300ခု1320 1329 1334 1341 1358 1355 1362 1366 1383,390,390ခွန်ဒီမွေးတက္ကသိုလ်အားလုံးကမဟာဗုဒ္ဓ၄ကျွန်းတွေဖြစ်ပါတယ်။မြန်မာမွေးတက္ကသိုလ်ကိုမသိဘူးဆိုရင်အင်္ဂလိပ်ခုတွေက630ရှင်းနှုတ်ရလေဒါမြန်မာမွေးတက္ကသိုလ်ကိုသိမှာဖြစ်ပါတယ်။အဲမြန်မာမွေးတက္ကသိုလ်ကိုခုနဲ့စားလိုက်ရင်ဒါ၄ကျွန်းเนาะဒီဒီသူတွေအတွက်ကိုပြောတာဖြစ်ပါတယ်။အဲသူတို့ကအလုံးတစ်ခုကိုဇောက်ချပြီးတော့လုပ်မယ်ဆိုရင် အလုပ်တစ်ခုတည်းကိုပဲစောင့်ချပြီးစစောမြဲလုံးမယ်ဆိုရင်ကျင်းသေးပေါ့အေကန်မောက်ချအောင်မြင်ပါလိမ့်မယ်ဖြက်လန်းစီးပွားရေးလုံးဝအကျိုးမပေးပါဘူးဖြက်လန်းစီးပွားရေးနေမလုံးမိပါစေနဲ့ဖြက်လန်းစီးပွားရေးနေအကျိုးမပေးပါဘူးအနေတိုင်းပြပြရှိပြီးတော့ရင်ကျေးတိမ်မွေ့စွာပြောဆိုဆက်ဆံမယ်ဆိုရင်ဘဝမှာစီးပွားရေးတွေလုပ်ငန်းတွေအင်မတန်ပါပဲအကျိုးဖြစ်ထွန်းပါလိမ့်မယ်အဲ့တော့ခရီးသွားတဲ့အခါမှာအပေါ်ပါပဲနဲ့မသွားတတ်ဘူး နော်ဒီနေရာမှာသတိထားမှာအဖို့ဆိုတာကောင်းတဲ့သူလည်းရှိတယ်မကောင်းတဲ့သူလည်းရှိတယ်နော်အဲ့တော့အဖို့ကောင်းရင်လည်းကောင်းသလိုအဖို့မကောင်းရင်လည်းမကောင်းကျိုးတွေကိုခံစားရတယ်ပါလေအဲ့တော့ဒီဇာတာရှင်တွေနေနဲ့အကျိုးမပေးတဲ့အလောက်ကိုင်းနေပေါ့နော်အဲ့တော့လေးကြိမ်အားလုံးကသရဏီမန္တရအစိုးဖြစ်တဲ့အတွက်သူကထင်ပေါ်မှုထဲဝါမှု အထုတ်ထင်အဝတ်ထင်အဲ့အရာတွေနဲ့လုံးဝအကျိုးမပေးပါဘူးနော်အထုတ်နော်ထုတ်ပိုးတဲ့လုပ်ငန်းတွေနော် ။နောက်အထယ်လုပ်ငန်းတွေထီးဒါဖက်နဲ့အုတ်ထုတ်တာထရဏနဲ့စရတဲ့နေနဲ့နဲ့စရတဲ့လုပ်ငန်းတွေအကျိုးမပေးပါဘူး။နောက်အ내ရောင်ယာသက်ပံအကျိုးမပေးပါဘူး။အ내ရောင်မဝတ်သင့်ပါဘူး။နော်။တပည့်တို့ကြေးကျွန်းတို့လက်အောင်ငယ်သားတို့လည်းအကျိုးမပေးပါဘူး။အဲ့ဒီဇာတာရှင်တွေအနေနဲ့ကကျမ်းပါရေးအနေနဲ့ဆိုရင်နှလုံးယောဂါတို့အကျောနဲ့ပတ်သက်တဲ့ယောဂါတွေเนาะလေနာနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်เนาะ အမျိုးသမီးတွေဆိုလို့ရှိရင်လဲတိုက်ဆွဲလို့လို့နှက်ဆွဲလို့လို့เนาะပယောဂလို့လို့ယောဂတွေဖြစ်တတ်တယ်เนาะနောက်သွေးလုံးလေလုံးလို့ယောဂမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဓိကအကြံပေးချင်တာလောဘစိတ်မာနစိတ်ကိုမထားဘဲနဲ့အရာရာမှာတိခံပြီးတော့လောက်ကန်ဆောင်ရမယ်ဆိုရင်အကံမုတ်ချချမ်းသာပါလိမ့်မယ်ဒီစားတာရှင်နေနေเนาะအဲ့တော့တခုတတိထားပါ ကိုယ်အနေနဲ့ကန်စတာညံ့တဲ့နှစ်တွေရောက်လာရင်မမျော်လင့်ဘဲနဲ့အိမ်တော်ပြုတ်ကွဲတတ်ပါတယ်เนาะဒါအဲ့တော့အကျိုးပေးတဲ့လုပ်ငန်းတွေအောင်မြင်မဲ့လုပ်ငန်းတွေကတော့အင်္ဂါနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစစ်တူဆက်တူဆေးလုပ်ငန်းကုန်တယ်လုပ်ငန်းအုပ်ချုပ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်နောက်ဆဆဆန်းညားတဲ့ပတ်သက်တဲ့လုပ်ငန်းတွေအင်္ဂါနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအားခရယာနဲ့ပတ်သက်တဲ့တနင်္ဂနွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေเนาะ ။အော်ကခကန်ကကွန်းတို့ကားတို့ငွေကြေးနဲ့ပတ်သက်တာတို့ကခကန်ကနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကရာသပံအကျိုးပေးပါတယ်။အဲ့တော့စီးပွားတက်နေတဲ့အချိန်မှာ လုပ်ငန်းတွေအဆင်ပြေနေတဲ့အချိန်မှာလုပ်ငန်းခွဲတွေလုံတတ်ပါတယ်အဲ့လိုမျိုးမလုံတင်ပါဘူးလုပ်ငန်းခွဲတွေလုံမှဆိုရင်ပျက်စီးဆုံးရှုံးတတ်ပါတယ်ဥပမာလပိတ်ဆိုင်အောင်မြင်နေတာကိုဘီယာဆိုင်ထပ်ဖွင့်လိုက်ရင်ဟိုဘက်ကလည်းကိုကတေချာမကြည့်ချက်နိုင်ဒီဘက်ကလည်းမကြည့်ချက်နိုင်ဖြစ်ပြီးတော့နှစ်ခုတစ်လုံးပျက်စီးတာမျိုးတွေကြုံတွေ့တတ်ပါတယ် အော်ဒီဇာတာရှင်နေနေကသူတို့ယူတဲ့ဒီအိမ်တော်ဘက်ပေါ့နော်ဒီလေးကျွင်းမိန်းကလေးတွေမြဲဆိုရင်သူတို့ယူတဲ့အိမ်တော်ဘက်ကရုပ်ဆိုးတယ်ဆိုလို့ရှင်အဲ့လူကစိတ်တဘောထားကောင်းတယ်အကျင့်ကောင်းတဲ့သူမျိုးတွေများပါတယ်လေးကျွင်းမျိုးသူကြီးတွေနေလေးကျွင်းမျိုးသူကြီးတွေနေသူတို့ယူတဲ့အိမ်တော်ဘက်ကချောမောလှပါတယ်ဆိုရင်နောက်ွယ်မှာရှုပ်တဲ့သူတွေအိမ်တော်ကြီးဖောက်ပြန်တဲ့သူမျိုးတွေများပါတယ်နော်အဲ့တော့အဝိထန်နဲ့ပတ်သက်ရင်လေးကျွင်းများသူမိန်းကလေးတွေကရွှေတဲ့အဝိထန်ကိုပို့ပြီးတော့သဘောကျတယ် ဒါပေမဲ့ဝတ်တဲ့စားတဲ့ခါမှာမိမိတွေနဲ့ဘလို့မှအဆင်မပြေဘူးသူများနဲ့အဆင်ပြေမှာဝတ်တဲ့ဝတ်စားဘယ်ဟာပဲဝတ်ဝတ်စိတ်တိုင်းမကြသလိုမျိုးတွေနော်သူများကဲ့ရည်စရာတွေဖြစ်တတ်တယ်ကိုဝတ်တဲ့ခါမှာသူများနော်သူများဝတ်တာကဘာမှမဖြစ်ဘူးမိမိဝတ်စားဝတ်ပြီဆိုရင်လူတွေရဲ့ကဲ့ရည်မှုတွေနော်အဆင်မပြေမှုတွေကြုံတွေ့တတ်တယ်ဝတ်စားဝတ်ထည်နဲ့ပတ်သက်ပြီးတော့အဲ့တော့ဘယ်လိုနေထိုင်အဆင်ပြေလဲဆိုတော့လေးချင်းမိတ်ကလေးတွေနည်းရိုးရိုးရင်ရင်ဒီတိုင်းနေချောမောလှပါတယ် အရန်ပြင်လိုက်ရင်အပြင်လွန်ပြီးတော့ကိုယ်သူများကဲရတာမျိုးလေသူများပြောဆိုတွေကိုခံရတတ်တယ်နော်အဲ့တော့အနော်လောဘကြည့်ပြီးတော့ငွေနောက်လိုက်တဲ့သူတွေဖြစ်ရင်ဒါဘဝမှာပျက်စီးဆုံးရှုံးတတ်တယ်အဲ့တော့လေကျွင်းတွေကစီးပွားတွေတက်ယာဓုတွေတက်ဂုံတွေတက်လာရင်ဘဝမှာအချုံအနှောင်တို့ဆေးရုံဆေးကန်းတို့ရောက်တတ်ပါတယ်ယာဓုတွေတက်လာရင်စီးပွားတွေတက်လာရင် ဒါသူတတိထားမှာနံပါတ်ကောင်သတင်းတွေတက်လာတယ်စီးပွားတွေဖြစ်လာလို့ဆိုရင်စေုံစေကန်းတို့ချုံတော်အမှုခင်းတို့ဖြစ်တတ်တယ်အနောက်ရက်တွေဖြစ်တတ်တယ်ဒါဂယုပြုတတိထားမှာဖြစ်ပါတယ်အဲ့တော့စစ်ဖက်ပါဆိုရင်လည်းတက်မတော်ထဲမှာအမှုထမ်းလေအောင်မြင်တဲ့စစ်ဘိုတွေစစ်သားတွေဖြစ်တတ်တယ်ဆိုတော့ဆေးဘက်ပါဆိုရင်လည်းဆေးဆရာဆေးဆိုင်တို့ဆရာဝန်လုပ်ငန်းတွေအင်မတန်မှာပဲအောင်မြင်ကြော်ကြားရတဲ့သူမျိုးတွေဖြစ်ပါတယ်ဆေးဘက်မှာအဲ့တော့ ငါးပွဲရငါးစားချသလိုမျိုးမလုပ်နဲ့စီးပွားရေးမှာလည်းလောဘကြောင့်အလိန်ညာခံရတတ်ပါတယ်နော်အဲ့တော့ဒီဇာတာရှင်တွေအယတမားနဲ့ပေါင်းတယ်အယတမားဖဲသမားနဲ့ပေါင်းတယ်ဖဲသမားဘဝမျိုးရောက်တတ်တယ်ပေါင်းတဲ့စစ်စစ်ရေးမှာတတိထားတယ်မကောင်းတဲ့လူတွေပေါင်းရင်မကောင်းတဲ့နေရာတွေကိုရောက်ရှိသွားတတ်ပါတယ်အဲ့ယောက်ျားလေးတွေနေနေကဝေစားဝေစားဝင်တော့အလွန်ကြည်ကောင်းတယ်နော်အဖွဲစည်းတွေနဲ့ပတ်သက်ပြီးတော့ဝါသနာပါတဲ့လူတွေဖြစ်ပါတယ် အဲကျမ်းမာရေးနေနဲ့အဆုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေလေးနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဝမ်းနဲ့ပတ်သက်ကျမ်းမာရေးတွေတတိထားမှာပါဖြစ်ပါတယ်အဲ့တော့လေးချင်းအများစုလိုက်နာဘူးနော်ရာသပ်ပံနော်ဒီချက်တွေလိုက်နာမယ်ဆိုရင်ရရချင်းစရာတော့မလိုဘူးနော်ဒီချက်တွေလိုက်နာမယ်ဆိုရင်အလုပ်တစ်ခုစောစောမြဲလုပ်ပါလုပ်ငန်းအမျိုးမျိုးကိုပြောင်းပြီးတော့မလုပ်ပါနဲ့အောက်မိသီးအလုပ်ကိုလုပ်လို့မိမိရဲ့ပင်ရင်းအလုပ်ကိုလက်မလွတ်ပါနဲ့နော်ပတ်ဝန်းကျင်နဲ့တည်ကြနေတိုင်းမှာ ောက်တစ်ချက်ထင်းပေါ်ကြော်ကြားလိုစိတ်ကိုဖျောက်အောင်ဂုံမမက်နဲ့နော်ဂုံရမ်းမှန်ရင်အဆင်မပြေပါဘူးဒုက္ခရောက်တတ်ပါလေ။နောက်မခံခြင်းစိတ်နဲ့လောဘစိတ်ကိုထိရမှာဖြစ်ပါလေ။ဖြက်လန်းစည်းပွားရေးတွေဥပဥပဒေနဲ့မလွတ်ကင်းတဲ့စည်းပွားရေးတွေနဲ့လုံးဝအကျိုးမပေးပါဘူး။မလုံးမိပါစေနဲ့။သူတပားစကားကိုနားမပြအောင်ပါနဲ့။မြောက်ပေးတိုင်းမလုပ်ပါနဲ့။အမားတွေ့တတ်ပါလေ။အဲ့တော့ယောက်ျားလေးတွေအနေနဲ့ကမိမိရဲ့ မိမပေါ်ဩဇာပေးတာတွေအနိုင်ယူခြင်းတွေကိုရှောင်ပါအဲ့လိုဆိုရင်ဩဇာပေးတာတွေအနိုင်ယူခြင်းတွေပြုလို့ရတော့အိမ်တော်ရဲ့စံပယ်ပြဖြစ်တတ်ပါလေမိမတွေအနေနဲ့ကလေကျွေးမိမတွေအမျိုးသမီးတွေအနေနဲ့ဆိုရင်ဥယံတူတာဥတူတာတွေယောက်ျားအပေါ်မှာဆွဆွဲတာတွေနော်အများရန်နမူနဘူးနစာမလောက်ပါနဲ့နော်အဲ့လိုအများရန်နဘူးနစာလောက်ရင်အဲ့ဒီယောက်ျားစိတ်ညစ်ပြီးတော့အယက်သမားအလောင်းကစားသမားဖြစ်သွားတဲ့တဲ့အပြင်မှာပဲအိမ်မှာမနေခြင်းမဲ့အပြင်မှာပဲ အနေများသွားတတ်တယ်နော်နမူတစားလောက်တယ်ယောက်ျားကိုအမျိုးမျိုးဆွဆွဲတယ်နော်တဝင်းတူတယ်ဆိုရင်ဒါသတိထားမှာဖြစ်ပါတယ်အဲ့တော့လေကျင်းမျိုးသမီးတွေနေတဲ့အချစ်မပူပါနဲ့တဲ့နော်မိမိယောက်ျားပေါ်မှာအချစ်မပူနဲ့ပုံမှန်ပဲချစ်မြဲမြဲချစ်ပါအချစ်ပူလုံးကဲလုံးတစ်ဖြစ်ကိုယ့်ရဲ့ယောက်ျားမိမိယောက်ျားအချစ်ရောက်ပြီးတော့ကိုယ့်အနာကိုမကတ်ကျင်အောင် ဖြစ်သွားတတ်ပါတယ်အော်ကျွန်တော်မိတ်ဆွေ ခွန်ရသားသမီးများအလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်နာမည်ကတော့ဆရာတာထဆန်းဖြစ်ပါတယ်ဒီ channel ရဲ့ YouTube channel ကတော့ကျွန်တော်ကိုပိုင် channel ဖြစ်ပါတယ်အခုမှပြန်ပြီးတော့တုံးတာပေါ့နော်အခုမှဆက်ပြီးတော့ပုံမှန်နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပေးပါကြိုက်နေတတ်တယ်ဆိုရင် like လေးတွေ share လေးတွေပြုလုပ်ပေးသွားပါပြီးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားပါအဲ့လိုပြုလုပ်ခြင်းအပြင်ကျွန်တော်ကိုအားပေးရရောက်ပါတယ်ကျွန်တော်အနေနဲ့နောက်ရက်တွေမှာလည်းနေ့စဉ်ဘေးရင်ရေရာနဲ့ နဲ့ပတ်သက်တာတွေကိုဒီ channel ကနေ YouTube channel ကနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်အမိတ်ဆွေခင်ဗျာတာသိများအလုံးစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံကြပါစေ။ဘေးပရာတွေဝေးကွာကြပါစေ။